အားလုံးမင်္ဂလာပါဒီနေ့ဆရာမတို့ဒီရမယ့်သင်ခန်းစာခေါင်းစဉ်လေးကတော့ဝဲလောအားနဲ့ရောက်လောအားစမ်းစစ်မှုအခြေခံများဆိုတဲ့သင်ခန်းစာခေါင်းစဉ်လေးပဲဖြစ်ပါတယ်ဒီသင်ခန်းစာလေးမှာဆိုရင်တော့ဆရာမတို့ကရောက်လောအားနဲ့ဝဲလောအားရဲ့အကြောင်းအရာများကိုသင်ယူရမှာဖြစ်ပါတယ်နေ့သမတ်တိဝဲလောအားအတိတ်ပဲနဲ့ဝဲလောအားဥပဒေတာ နေတသမနှစ်ဝဲလွားကိုပြထန်းတော့အချက်များ နေတသမသုံးဝဲလွားပြောင်းလဲခြင်းများဆိုတဲ့ demand နဲ့ supply ရဲ့ဆက်နွယ်မှုတွေအားလုံးကိုတည်ယူရမှာဖြစ်ပါတယ်။တင်ကန်းစာလေးတင်ပြကြည့်ရဲ့ရည်ရွယ်ချက်လေးတွေကိုကြည့်ပါမယ်။ရည်ရွယ်ချက်ကတော့ဝဲလွား၏အတိတ်ပဲနှင့်ဝဲလွားဥပဒေသားများကိုနားလည်စေရန်ဝဲလွားကိုပြထန်းတော့အချက်များကိုသိရှိပြီး ဝယ်လိုအားပြောင်းလဲခြင်းများကိုဆက်စစ်တက်စီရဲဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီသင်ခန်းစာလေးခေါင်းစဉ်၃ခုကိုလေ့လာကြရမှာဖြစ်ပါတယ်။ဒါဆိုဆရာမတော်ပထမအဦးဆုံးခေါင်းစဉ်ဝယ်လေးဖြစ်တဲ့နေတသမတ1ဝယ်လိုအား၏အတိတ်ပဲနဲ့ဝယ်လိုအားဥပဒေသ The meaning of demand and loss of demand ဆိုတဲ့သင်ခန်းစာခေါင်းစဉ်လေးပဲဖြစ်ပါတယ်။ကိုယ်စီတစ်ခုအတွက် well or demand ဆိုဒီမှာတဲ့အချိန်ကာလတစ်ခုအတွင်းတစုံတရာသောဈေးနှုန်း၌ထိုကုန်စီကိုဝယ်ယူမည်အရေးအတွက်ဖြစ်သည် ါလေးကတော့ဆ iam မတို့ဝဲလူအားဤအတိတ်ပဲဖွဆိုချက်လေးပဲဖြစ်ပါတယ်။မင်းတို့တွေစက်မှတ်ထားရမယ့်အကြောင်းအရာလေးလည်းဖြစ်ပါတယ်။ဒါလေးကိုတော့ဆ iam မတို့ရဲ့မိကိုစစေးသူများကနှမတ်တဲ့ဖြစ်မိလေးရှိပါတယ်။ဒါဆိုရင်ဆ iam မတို့တွေဝဲလူအားကိုဘယ်လိုကြည့်မလဲ။လိုချင်တဲ့ဆန္ဒရှိတဲ့ wants နဲ့လိုအပ်မှုလို့ခေါ်တဲ့ need တွေရှိုံနဲ့ဝယ်လို့ ਆ ဖြစ်မလာပါဘူးဆရာမတို့မှာဝယ်လို့ ਆ ဖြစ်မလာဘူးဆိုတော့ဆရာမတို့ဝယ်လို့ ਆ ဘလို့ချင်နေမျိုးများဖြစ်လာလဲဆိုတာကိုပြန်ပြီးတော့စမ်းစစ်ကြည့်ပါမယ် လိုချင်တဲ့ဆန္ဒရှိခြင်း want to get ဝယ်ယူနိုင်စွမ်းရှိခြင်း ability to pay နဲ့ကုန်စည်တန်ဖိုးစည်းလုံးကို pay ရန်ဆန္ဒရှိခြင်း ability to pay ဆိုတဲ့အကြောင်းအရာတွေသုံးမျိုးနဲ့ပြည့်စုံမှသာလျှင်ထိရောက်သောဝယ်လိုအားဖြစ်ပေါ်မှာဖြစ်ပါတယ်ထိရောက်သောဝယ်လိုအားကိုဆရာမအင်္ဂလိပ်လိုဆိုရင် effective demand လို့ခေါ်ပါတယ် ဝယ်လိုအားနဲ့ဈေးနှုန်းဟာအမြဲတမ်းဆက်ဆံမှုတွေရှိနေပါတယ်။ဒါဆိုရင်ဆီယမတို့နောက်ပိုင်းမှာဝယ်လိုအားဖြစ်ပေါ်တဲ့ဆိုလို့ရှိရင်ထိရောက်သောဝယ်လိုအားလို့သုံးဆွဲသွားမှာဖြစ်ပါတယ်။ဒီနေရာမှာဆီယမပြောချင်တာကလူကျင်စနာရှိတယ်ဆိုတာပါလဲဆိုရင်ဆီယမတို့တွေဈေးထဲကိုသွားမယ်အင်းဒီဇိုင်းတစ်ဆိုင်ရှိကိုရောက်လာတယ် အဲ့ဒီမှာအင်ဂျင်လေးတစ်ထည်ကိုဘိုင်းရောင်လေးပဲဖြစ်ဖြစ်အဝါရောင်လေးပဲဖြစ်ဖြစ်ကိုကအဲ့ဒီအင်ဂျင်လေးကိုလိုချင်တယ်အဲ့ဒါဆိုရင်ဆက်လိုချင်တယ်ဆန္ဒရှိခြင်း want to get လို့ဆိုရမှာဖြစ်ပါတယ်နောက်တစ်ဆင့်တက်ပြီးတော့ဆရာမတို့အဲ့ဒီအင်ဂျင်လေးရဲ့ဈေးနှုန်းကိုမေးကြည့်မယ်3000လို့သူကပြောမယ်ဒါဆိုရင်အဲ့ဒီ3000ကိုဆရာမတို့ပေးနိုင်တယ်ဆရာမတို့အိတ်ထဲမှာ3000ပါတယ်ဆိုရင်အဲ့ဒါ ability to pay ဝယ်ယူနိုင်စွမ်းရှိခြင်းလို့ဆိုလိုခြင်းဖြစ်ပါတယ်နောက်တစ်ခါဆရာမတို့မှာကုန်စည်တန်ဖိုးဈေးနှုန်းကိုပေးရင် ability to pay ဆိုတာကတော့ဆရာမတို့မှာအဲ့ဒီ3000ကို တန်တယ်လို့ဟုတ်လားယူဆတာပေါ့ဒါရက်စကားနဲ့ပြောတာပေါ့အဲ့လိုယူဆတဲ့အတွက်ပေးဖို့စန္ဒာလည်းရှိတယ်နောက်တစ်ခါပေးချေတဲ့နေရာမှာသူက3000လို့ပြောတဲ့ဆိုရင်အဲ့ဒီ3000ငွေသားနဲ့ပေးရမယ်ဆိုငွေသားပေးချေဖို့အဆင်သင့်ရှိရပါမယ်တကယ်လို့အဲ့ဒီဆိုင်ကငွေသားနဲ့ပေးချေလို့မရဘူးဆီယမ်မတို့ဒီဘက်ခင်မှာဆိုခရက်ဒစ်ကတ်နဲ့သာပေးဆောင်ရမယ်ဆိုလို့ရှိရင်ဆီယမ်မတို့မှာခရက်ဒစ်ကတ်နဲ့ပေးဆောင်နိုင်ရပါမယ်ဒီလိုမျိုးသူတောင်းဆိုတဲ့အခြေအနေရက်ပေါ်မှာပေးဆောင်နိုင်မှသာလျှင်ဆီယမ်မတို့ကထိရောက်တော့ဝယ်လွားကိုဖြစ်ပေါ်စေမှာဖြစ်ပါတယ် ဒါဆိုရင်ဆီယမ်မာတို့ဝယ်လို့အားကိုနှစ်ပိုင်းလေ့လာလို့ရပါမယ်။တဦးစီးဝယ်လို့အားသို့မဟုတ်အိမ်တောင်စုဝယ်လို့အားနဲ့ဈေးကွက်ဝယ်လို့အားဆိုပြီးတော့ဆီယမ်မာတို့တွေနှစ်ပိုင်းလေ့လာလို့ရပါမယ်။အူးချင်းဝယ်လို့အသုံးမဟုတ်အိမ်တောင်စုဝယ်လို့အဆိုတာပါလေလဲကြည့်ပါမယ်အဲ့ဒါကတော့ကုန်စည်တစ်ခုအတွက်တူးချင်းသုံးမဟုတ်အိမ်တောင်စုဝယ်လို့အ individual or household maintenance ဆိုဒီမှာတဲ့ကာလတစ်ခုအတွင်းတစ်စုံတရာသောဈေးနှုန်း၌လူပုဂ္ဂိုလ်တူးသုံးမဟုတ် ိမ်တောင်စုတစ်ခုကထိုးကုံစီကိုဝယ်ယူမိရေတွက် ဖြစ်သည်အိမ်တောင်စုယူလိုက်ဝယ်တာလည်းဖြစ်ဖြစ်နိုင်တယ်လူတယောက်တူတွေကဝယ်တာလည်းဖြစ်ခြင်းဖြစ်နိုင်ပါတယ်ဆရာမတော်ပုံမှန်မှာတွေ့မယ်ဆိုလို့ရှိရင်လူပုဂ္ဂိုလ်တူဆိုတာကတော့မိသားစုတော်တော်များများမှာမိခင်အိမ်မှာဆောက်ရှောက်တဲ့အိမ်ကိုထိမ့်သိမ့်တဲ့သူကဝယ်တာများပါတယ်ဒါကြောင့်ဒီစာလုံးလေးကိုသူကထည့်ထားခြင်းဖြစ်ပါတယ်ဒါလိုလေးဟာဆိုရင်လည်းမင်းတို့ကြက်မှတ်ထားရမယ်အတိတ်ပဲဖွင့်ဆိုချက်လေးတစ်ခုဖြစ်ပါတယ်။ဈေးကွက်ဝယ်လို့ဟာကုန်စီတစ်ခုအတွက် ဈေးကွက်ဝယ်လို့အား market demand ဆိုဒီမှာတဲ့ဈေးကွက်တွင်းရှိတဦးချင်းသို့မဟုတ်အင်တောင်စုဝယ်လို့အားများကို စုပေါင်းထားခြင်းပဲဖြစ်ပါတယ်ဒါလေးရလည်းမင်းတို့ချစ်ထားရမယ်အတိတ်ပဲဖွင့်ဆိုချက်လေးပဲဖြစ်ပါတယ်ဒါဆိုဆရာမတို့တွေဝယ်လိုအားကိုဘလို့ဖော်ပြလို့ရလဲဆိုရင်ဝယ်လိုအားဈေးအနေဝယ်လိုအားရင်းခွေးတွေကိုအသုံးပြုပြီးတော့ဖော်ပြလို့ရပါတယ်။ဒါဆိုရင်ဝယ်လိုအားဈေးဆိုတာပါတယ်လဲဆိုရင်ဝယ်လိုအားဈေးတမက်စကက်ဂျူးဆိုဒီမှာတဲ့ ၎င်းတစ်ခုသောအချိန်တွင်ဝဲလိုအားကို ပြထန်းသည့်အခြားအချက်လည်းများပြောင်းလဲသည့်အချိန်တွင်ကုန်စီတစ်ခု၏ဈေးနှုန်းအသီးသီး၌ဝဲယူစားသုံးမည်အရေးအတွက်တည်တည်တို့ကိုရှင်တွဲဖော်ပြထားသောဇယားဖြစ်ပါသည်။ကုန်စီတစ်မျိုး၏ဈေးကွက်ဝဲလိုအားဇယားကိုဇယားမတို့အောက်မှခြည်တဲ့ဈေးကွက်ဥပမာလေးနဲ့ပေးထားတာကိုလေ့လာကြည့်ကြရမှာဖြစ်ပါသည်။ချီတဲ့ဈေးကွက်ဝယ်လို့အားဇယားဒီမှာဆိုရင်ဆီယမ်ပါရအမတ်စင်ချီတဲ့တကားရဲ့ဈေးနှုန်း တလအတွင်းဝယ်ယူမိအရေးအတွက်ဈေးနှုန်းဖြစ်တဲ့အတွက်ဆရာမတော်ငွေချေးကိုပြောတာဖြစ်တဲ့အတွက်သူ့ရဲ့ကိုစားချက်ကလေးပါပါမယ်ဒီဘက်မှာတော့တလအတွင်းဝယ်ယူမိဆိုတော့အထယ်ဖြစ်တဲ့အတွက်သူ့ရဲ့ guide လို့ပါပါမယ်တကယ်လို့များဒီနေရာမှာဆရာမတော်ကချီးတယ်မဟုတ်ဘဲနဲ့စပိန်တို့တိုင်းကဲတော့ဖြစ်မယ်ဆိုရင်အရေးအတွက်ရဲ့နောက်မှာစီးရေလို့ပါမှာဖြစ်ပါလေအဲ့တော့ဆရာမတို့တွေဇာလေးကိုကြည့်ကြည့်ပါမယ်။ဇာမှာတွေ့မြင်ရတဲ့အတိုင်းပါပဲ။ဆရာမတို့တွေဝဲလွားဟာဂိတ်ရှင်နှစ်ခု ဖြစ်သောကုန်စည်ဈေးနှုန်းနဲ့ဝယ်ယူမည့်ကုန်စည်အရေအတွက်တို့ကိုဆက်ဆက်ဖော်ပြထားပါတယ်။ဥပမာခြေတဲ့ဈေးနှုန်း6000ကျပ်ဖြစ်သောအခါမှာတလအတွင်းဈေးကွက်မှာဝယ်ယူမည့်အရေအတွက်က1500ဖြစ်ပါတယ်။တစ်ခါခြေတဲ့ဈေးနှုန်း9500မှာဆိုရင်ဆရာမတို့တွေဝယ်ယူမည့်အရေအတွက်က3000ဖြစ်ပါတယ်။ ဈေးနှုန်း9500ကအသက်ကျက်သူကြာဆင်းသွားတဲ့အခါမှာဝယ်ယူတဲ့ရေတွက်က3000ခန့်ဖြစ်တဲ့ဤအချက်လက်များကဈေးနှုန်းကျလာတဲ့အခါမှာဆရာမတို့တွေကအရေအတွက်တွေတိုးလာကြောင်းကိုပေါ်ပြနေပါတယ်။တနည်းအားဖြင့်ဈေးနှုန်းတက်လာလေဝယ်ယူမြင့်ရေတွက်တွေနည်းလာလေဖြစ်ဒီကိုပေါ်ပြနေပါတယ်။ဒါဆိုရင်ဆရာမတို့တွေအပေါ်မှာပြထားတဲ့ဝယ်လိုအပ်ဇာတ်လေးပေါ်မှာအခြေခံပြီးတော့ ချီတဲ့ဈေးကွက်ရဲ့ဝယ်လိုအားမြင်ကွေးလေးကိုလေ့လာကြရမှာဖြစ်ပါတယ်။ဒီမှာဆိုရင်ဆရာမတို့ကဝယ်လိုအားမြင်ကွေးကိုပဲဆွဲဆွဲရောင်းလိုအားမြင်ကွေးကိုပဲရေးဆွဲရေးဆွဲနှစ်ခုလုံးမှာသတ်မှတ်ချက်ကလေးတွေရှိပါတယ်။အဲဒီသတ်မှတ်ချက်ကတော့ဆရာမတို့တွေ တောင်လိုက်ဝင်ရောမှာဆိုရင်ဆရာမတို့တွေဈေးနှုန်းကိုထားပေးရမှာ ဖြစ်ပါတယ်။အလျားလိုက်ဝင်ရောမှာဆိုရင်တော့အရေးအတွက်ကိုပေါ်ပြပေးရမှာဖြစ်ပါတယ်။နောက်တစ်ခါဈေးနှုန်းနဲ့အရေးအတွက်ရဲ့အရေးအတွက်တွေရဲ့ဆက်ဆက်မှုကိုပေါ်ပြတဲ့နေရာမှာဆိုရင်တော့0မှတ်ကလေးကိုဒီစားပေါက်ထည့်ပေးဖို့လိုပါတယ်။ဒါဆိုရင်ဆရာမတို့က ဒီနေရာလေးကဒါလေးရောဒါလေးကိုလည်းဆီယာမကကြိုပြီးတော့ရှင်းပြခဲ့ကြမှာတယ်ဒါလေးကဘာလဲလဲဆိုရင်ဆီယာမတို့ကဒီမှာ0ကနေ4000လောက်ပြောရင် သူ့ဈာထဲမှာရှိတဲ့ကိန်းကနဲများစွာရှိပါတယ်အဲဒီကိန်းကနဲများစွာကိုရေးဆွဲဖို့အတွက်ဆိုရင်ပုံညကြီးဖြစ်သွားမှာဖြစ်တဲ့အတွက်ခြုံထားခြင်းဖြစ်ပါတယ်။ကဏ္ဍတွေဒီကြားထဲမှာအများကြီးရှိတယ်ဆိုတာကိုပြချင်တဲ့အတွက်ဒီသင်္ကေတလေးတွေကိုထည့်ထားခြင်းဖြစ်ပါတယ်။ဒါဆိုရင်ဆီယာမတို့တွေဇယားမှာပေးထားတဲ့အတိုင်းပဲဈေးနှုန်းမှာဆိုရင်သူ့ရဲ့ဈေးနှုန်းနဲ့သက်ဆိုင်တဲ့မှတ်သားလေးတွေကိုမှတ်သားပါမယ်။ လိုပါပဲအရေးအတွက်မှလည်းပဲသူနဲ့သက်ဆိုင်တဲ့အမတ်သားလေးတကိုမှတ်သားပါမယ်သက်ဆိုင်တဲ့ကိန်းကနန်းလေးကို ရေးပါမယ်။အဲ့လိုရေးတဲ့ဆီယမ်မှာဆိုရင်ဆီယမ်မတို့ရဲ့သတိထားရမှာက အကွာဝေးနဲ့ပမာဏကိုသတိထားရမှာဖြစ်ပါတယ်။ဒီစကြောင်းရာဟာဆီယမ်မတို့တွေထုတ်လုပ်နိုင်မှုခြေပြန်မြင်ကွင်းမှာတော့လည်းပြောခဲ့ပြီးသားပါ။အကွာဝေးဆိုတာတော့ scale ကိုပြောတာပါ။ scale ကတကယ်လို့ဆီယမ်မတို့က 5cm လို့ဆွဲမယ်ဆိုရင်ဒီအကွာလေးတစ်ခွက်တစ်ခွက်တိုင်းကို 5cm ညီညီနဲ့မျှဆွဲပေးရမှာဖြစ်ပါတယ်။ ပမာဏဆိုတာကတော့ဆရာမတို့တွေ4000 4500 5000 5500 6600 6600လို့ပြောနေတယ်မှာသူ့ရဲ့တစ်ခုနဲ့တစ်ခုကြားမှာကွဲပြားခြားနားမှုဟာ900စီပဲရှိပါတယ်ဒါဟာပမာဏတူညီအောင်ဆွဲပစ်ထားခြင်းလို့ပြောရမှာဖြစ်ပါတယ်ဒီမှာတော့ဆရာမတို့က2500 3000 3500 4000 4500ဒီလိုမျိုးတစ်ခုနဲ့တစ်ခုကြားမှာမာနအတိအကျဖြင့်ခွာခြားပေးထတာကိုတွေ့ရမှာဖြစ်ပါတယ် ဒေါင်းလိုက်ဝင်ရိုးနဲ့လျားလိုက်ဝင်ရိုးမှာပေးထားတဲ့ပမာဏကတော့တူချင်မှာတူပါလိမ့်မယ်ဒါပေမဲ့အကွာအဝေးကတော့ဒူညင်းနေရမှာဖြစ်ပါတယ်။ဒါပြစ်သွားရင်ဆီယမားတို့ကဈေးနှုန်းနဲ့ဝယ်လိုအပ်ဆက်ဆံမှုတင်ဂီတာလေးတွေကိုမှတ်သားရပါမယ်။အဲ့ဒါကတော့ကာကြီး၊ခါခွေ၊ကားငယ်၊ကာကြီး၊ငါဆိုတာလေးကိုမှတ်သားပြီးရင်အဲ့ဒီအကြောင်းအရာလေးတွေဆက်ပြီးတော့ဆွဲလိုက်မယ်ဆိုရင်ဆီယမားတို့ရဲ့ဝယ်လိုအပ်မြင်ခွေဒီဒီဆိုတာကိုရရှိမှာဖြစ်ပါတယ်။ ။ဒီတစ်ခုဤဇင်းနှုံးနှင့်ဝယ်ယူသည့်အရေးတွက်တို့၏ဆက်ဆံမှုကို ဖော်ပြသောမြင်ကွေးကိုဝယ်လိုအားမြင်ကွေးဓမ္မန်ခပ်ဟုခေါ်ပါသည်။ဒါလေးကတော့မင်းတို့တွေစက်မှတ်ထားရမယ်အဓိပ္ပာယ်ဖွင့်ဆိုချက်လေးပဲဖြစ်ပါတယ်။သူရဲ့ကောင်းစီလေးကတော့ဝယ်လိုအားမြင်ကွေးဖြစ်ပါတယ်။ဒါဆိုရင်ဆရာမတို့ဆက်ပြီးတော့ကြည့်ပါမယ်။ပုံတော်ဝယ်လိုအားမြင်ကွေးသည်တဲ့မြင်းပြောင်တစ်ခုဖြစ်နေတော်လဲလက်တွေ့တွင်ဝယ်လိုအားမြင်ကွေးအလုံး ဖြောင့်မဖြစ်နိုင်ပါဘူးတဲ့။ဘာကြောင့်လဲဆိုရင်ထူးခြားသောအခြေအနေမှာပါဝဲလိုအားမြင်ွေအားလုံးဒီဒီကဲ့သို့လက်ဝဲမှလက်ရဘက်သို့ဆောင်းလျှောဆင်းသောမြင်ွေတစ်ခုဖြစ်သည်တဲ့။လက်ဝဲကလက်ရဆိုတာကိုလေးကိုဆရာမကတစ်ချက်ပြန်မြှွဲပြပါမယ်။လက်ဝဲကနေလက်ရကိုစောင်းစင်းပါတယ်အဲ့တော့ဒါလေးကလေမင်းတို့ရဲ့ multiple choice fill in the blanks အဲ့ဒါလေးတွေမှတ်ထားရမယ်အရာလေးပါဝဲလိုအားမြင်ကိုရနောက်တစ်ခေါက်ပြန်ဆွဲပြပါမယ် ဝဲကနေရာကိုစောင်းစင်းပါတယ်ဒါဝဲလိုအားမြင်ကွေးတီတီပါတနည်းအားဖြင့်ဝဲလိုအားမြင်ကွေးဤရှောသောတီအနုလက္ခဏာဆောင်ပါတီအတိဘယ်မှာဇေနုံးမဲ့နှင့်ဝဲယူမိအခြေအတွက်တို့ပြောင်းပြန်ဆက်ဆက်မှုရှိတယ်လို့ဖော်ပြခြင်းပဲဖြစ်ပါတယ်ဝဲလိုအားဥရေသဆိုတာကတော့ဇေနုံးနဲ့ဝဲလိုအားဟာပြောင်းပြန်ဆက်ဆက်မှုရှိတယ်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်ဒါဆိုဆီယမ်မတို့ဝဲလိုအားဥရေသရဲ့အတိဘယ်လေးကိုပြန်ဖတ်ကြည့်ပါမယ် ဝဲလွားဥပဒေ Law of Demand အရကုန်စည်တစ်ခု၏ဝဲလွားကိုပြဋ္ဌာန်းသော အခြားအချက်များပြောင်းလဲမှုမရှိလျင်ဈေးနှုန်းနှင့်ဝယ်ယူမည့်ကုန်စည်ရေအတွက်တို့သည်ပြောင်းပြန်ဆက်ဆက်နေပြီဖြစ်ပါတယ်။ဒါလေးကလည်းမင်းတို့တွေစက်မှတ်ထားရမယ်ဒိတ်ပေဖွင့်ဆိုချက်လေးပဲဖြစ်ပါတယ်။ကုန်စည်တစ်ခု၏ဈေးနှုန်းကျလျင်ဝယ်ယူမည့်အရေအတွက်ပိုများလာပြီးကုန်စည်ဈေးနှုန်းတက်လျင် ဝယ်ယူမည့်ရေတွက်ယောနဲသွားမည်ဖြစ်သည်ဒါဟာပြောင်းပြန်ဆက်ဆံမှုကို ပြသနေပါတယ်ကဲလို့ဒီမှာဆီယမတို့ဈေးနှုန်းကျတယ်ဆိုရင်ဝယ်လိုအားတွေပုံများလာမယ်ဈေးနှုန်းတွေတက်မယ်ဆိုရင်ဆီယမတို့ရဲ့ဝယ်လိုအားတွေရောသွားမှာဖြစ်ပါတယ်ဒါလေးကတော့ဆီယမတို့ရဲ့ law of demand ရဲ့အတိအပယ်လေးပဲဖြစ်ပါတယ်ဒါဆိုရင်ဆီယမတို့ဆက်ပြီးတော့နေ့တသမာနေ့ဝယ်လိုအားကိုပြဋ္ဌာန်းသောအချက်များ better affecting demand ဆိုတဲ့သင်ခန်းစာလေးကိုဆက်လက် လေ့လာကြရမှာဖြစ်ပါတယ်။ဒါဆိုရင်ဆီယမ်မားပထမအဆုံးအနေနဲ့တူးချင်းဝယ်လိုအားကိုပြထန်းသောအချက်များ။အဲ့ဒီချက်ထဲမှာဆိုရင်ဆီယမ်မားတွေချက်၅ချက်ကိုလေ့လာကြရမှာဖြစ်ပါတယ်။နံပါတ်၁ကတော့လေ့လာနေသောကုန်စည်ဤဈေးနှုန်း price of the commodity နဲ့နှစ်စားသုံးသူ၏ဝင်ငွေ consumer's income နံပါတ်၃စားသုံးသူ၏ကျန်းမာမှု taste of consumer ၄ကတော့အခြားကုန်စည်များ၏ဈေးနှုန်း price a related commodity နဲ့ငါစားသုံးသူဤမျော်မှန်းချက် inspiration art consumer ဆိုတဲ့ခေါင်းစဉ်လေး၅ခုကိုလေ့လာကြရမှာဖြစ်ပါတယ်။ဆိုနံပါတ်1အချက်ကလေးကတော့ဟိုစားလိုက်ကြပါမယ်။နံပါတ်2လေ့လာနေသောကုန်စည်ဤဈေးနှုန်းဟိုဆရာမတို့မှာတည်ထားပြီသားဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့ဆရာမတို့ကကုန်စည်တစ်ခုဤဈေးနှုန်းတည်၎င်းကုန်စည်ကိုဝယ်လိုအားကိုပြဋ္ဌာန်းရတဲ့အရေးအကြီးဆုံးဖြစ်ပါတယ်။ ဈေးနှုန်းဟာဝယ်လောပြတ်ထန်းတဲ့နေရာမှာအရေးအကြီးဆုံးဖြစ်ပါတယ်ဒါကဆရာမတို့တွေမင်းတို့ရဲ့တမတ်တန်လေးတွေမိတဲ့အခါမှားမှန်နေ multiple choice day fill in the blanks တွေမှာဒီเจ้าရာလေးတွေကိုမိတတ်ပါတယ်ဒါလေးလည်းမှတ်ထားဖို့လိုပါတယ်လူတယောက်တည်းတဲ့ကုန်စည်တစ်ခုကိုပိုင်ဆိုင်ရန်အတွက်ကြာတဲ့ဈေးနှုန်းကိုပေး၍ဝယ်ရပါမည်တဲ့ ဒါလည်းဆံပါရိုးတွေတည်ပြီးသားပါကိုပစ္စည်းတခုကိုဝယ်စင်တယ်ရကျင်တယ်လိုချင်တယ်ဆိုရင်သူတောင်းတဲ့ဈေးနှုန်းကိုပေးပြီးဝယ်ယူမှသာရမယ်ဆိုရလေတည်ပြီးသားဖြစ်ပါတယ်အခြားကုန်စည်များရဲ့ဈေးနှုန်းလည်းပြောင်းလဲခြင်းမရှိဘူးစားသုံးသူဝင်ဝင်တိုင်းနှစ်သက်မှုနဲ့မျော်မှန်းချက်တွေကလည်းပြောင်းလဲမှုမရှိသောအခြေအနေတွင်လေလာနေသော ကုန်စည်ဈေးနှုန်းကျဆင်းသွားသောအခါအဲ့ဒီကုန်စည်ကိုပုံမိုးဝယ်ယူကြမှာဖြစ်ပါတယ် ဒီမှာဆီယမားတို့ကဆီယမားတို့လေးလာတဲ့ကုန်စီကိုပဲစီလို့သဘောထားပါမယ်။အခြားကုန်စီများကိုတော့ဆီယမားတို့ကနှမ်းစီနေကြစီဒီ USC ပေါ့စားတဲ့စီမျိုးမျိုးမျိုးစားတခြားမျိုးစားအလုံးကိုထားပါမယ်။ဆီယမားတို့ရဲ့ဝင်ငွေလည်းမပြောင်းလဲဘူး။ဂျိုင်းနေတဲ့မူးလည်းမပြောင်းလဲဘူး။မျောမှန်းချက်လည်းပြောင်းလဲမှုမရှိဘူးဆိုလို့ရှိရင်ဆီယမားတို့လေးလာနေတဲ့ပဲစီစင်းနှုံကြသွားတဲ့အခါမှာ အဲ့ဒီပဲစီကိုပဲဘာလို့မှလဲဆိုရင်ပုံမဝယ်ယူလာမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ပဲစီဈေးနှုန်းကအရင်က100ရှိမဲ့ဆိုရင်80ဖြစ်သွားတယ်။ပို့ပြီးတော့ဈေးနှုန်းကျလာရဲ့ပို့ပြီးဝယ်ယူပါဖြစ်ပါတယ်။သူနဲ့ဆရာမတို့လိလာနေတဲ့ကုန်စည်လို့ပြောတဲ့သူ့ကိုစားထုတ်ပြီးသုံးမဲ့ကုန်စည်များဖြစ်တဲ့နှမ်းစီ၊နေချာစီ၊မြေပဲစီတွေရဲ့ဈေးနှုန်းတွေကပြောင်းလဲမှုမရှိလို့ပါ။ဘာကြောင့်လဲဆိုရင်အဲ့ဒီကုန်စည်ဈေးနှုန်းကျသွားတော့လဲပဲဈာသုံးသူရဲ့ဝင်ဝင်ဆိုင်နေတဲ့မှုနဲ့ မျော်မှန်းချက်တွေကမပြောင်းလဲသောကြောင့်ဘဲစီဆိုတဲ့ကုန်စီကိုပုံမဝယ်ယူနိုင်ခြင်းဖြစ်ပါတယ်။တစ်ဖက်တခြားကုန်စီများရဲ့ဈေးနှုန်းမပြောင်းလဲလို့ယူဆထားသဖြင့်အဲ့တော့ဒီမှာဆရာမတို့ခုနကပြောခဲ့တဲ့နန်းစီနေကြာစီတည့်ရွက်စီတဲ့ဈေးနှုန်းမပြောင်းလဲဘူးလို့ယူဆထားတာကြောင့်မို့လို့အခြားကုန်စီဈေးနှုန်းများနဲ့နှိုင်းယှဉ်မယ်ဆိုရင်ဆရာမတို့လည်လာတဲ့ဘဲစီရဲ့ဈေးနှုန်းကပုံမဝတ္တလာမည်ဖြစ်လို့အစားထိုးသုံးဆွဲရန်၎င်း တွဲဖက်၍သုံးဆွဲရန်၎င်းပုံမဝယ်ယူမှာဖြစ်ပါတယ်ဆရာမတို့သုံးနေတာကနန်းစီလည်းဖြစ်ဖြစ်မဲ့တရွက်စီလည်းဖြစ်ဖြစ်မဲ့အဲ့ဒီနေရာမှာစီပဲစီစင်းလုံးကြလာတဲ့အတွက်ဆရာမတို့ရဲ့အစားထိုးသုံးဆွဲပဲဒါမှမဟုတ်ရေပဲစီစင်းလုံးကြလာတဲ့အတွက်ဆရာမတို့ငကိုသုံးဆွဲနေတဲ့စီကိုတော့သုံးဆွဲပြဲတိုင်းပဲသုံးဆွဲတယ်ပဲစီလေးကိုတော့လက်ဖက်တုပ်တဲ့နေရာမှာစမ်းစားဖို့သမီးလေးစမ်းစားဖို့ဒါမှမဟုတ်ပဲပြုတ်လေးတုပ်စားဖို့အချောက်ဖို့လေးစမ်းစားဖို့စသည်ဖြင့်ဆရာမတို့လက်ရှိသုံးဆွဲနေတဲ့ တရွတ်စီဓမ္မမုံနေကြာစီနဲ့တွက်ဖက်သုံးဆွဲဖို့ဖြစ်ဖြစ်ပုံမို့ဝယ်ယူလာမှာဖြစ်တယ်လို့ဆိုလိုစင်ဖြစ်ပါတယ်။နံပါတ်1စားသုံးသူဤဝင်ငွေကောစီတစ်ခုဤဝယ်လိုအားသည်စားသုံးသူဤဝင်ငွေနှင့်ဆက်ဆက်မှုရှိသည်။ရေပုံရအဖြစ်စားသုံးသူဤဝင်ွေဒေါ်လာလီ ကုန်စီဈေးနှုန်းမပြောင်းလဲတော့လဲကုန်စီအတွက်ဝယ်လိုအားသည်တဲ့ဒေါ်လာမျိုး မျှော်လင့်နိုင်ပါတယ်။ဒါကတော့ဆီယမားတို့တွေပုံမှန် general ရေပုံရအပြည့်ဆိုရင်လေဆီယမားတို့အနေစဉ်တွေ့ကြုံနေရတာကတော့ဝင်ငွေတိုးလာပြီးဟေးဆိုရင်ဆီယမားတို့တွေဝူဝါဝဲမီဒီယာမဝဲလိုအားတွေရအောင်ပိုဝဲလိုက်မယ်ဟိုအောင်ပိုဝဲလိုက်မယ်ဆိုပြီးတော့ဝဲလိုအားတွေတိုးလာတယ်ဆိုတာလေသိရှိပြီးသားဖြစ်ပါမှာ။တို့ရရင် ဝင်ငွေ ပြောင်းလဲမှုကြောင့်ကုန်စည်တစ်ခုဤဝဲလိုအားပေါ်မြည်တို့ကျိုးတရမှုရှိသည်ဆိုခြင်းမှာ ကုန်စည်အမျိုးအစားနှင့်ဝင်ငွေအဆင့်တို့တွင် ပေါ်ရမူတည်ပါတယ် ဒါလေးကိုလည်းမှတ်ထားဖို့လိုပါတယ်ဒါဆိုရင်ဆီယမားတို့ရဲ့ဝဲလွားပြန့်ခြင်းနဲ့ဂျုံချင်းကို ပုံလေးနဲ့လေ့လာကြကြပါမယ်ဝဲလွားရောင်းလွားမြင်းခွေးတွေဈေးဆွဲတဲ့နေရာမှာတတ်မှတ်ထားတဲ့ဒါအတိုင်းပဲဆီယမားတို့တွေဒေါင်လိုက်ဝင်ရိုးမှာဈေးနှုန်းဆိုတာလေးကိုရေးပါမယ်အလျားလိုက်ဝင်ရိုးမှာဆိုရင်တော့ဆီယမားတို့တွေအရေးအတွက်ကိုဖော်ပြမှာဖြစ်ပြီးတော့အရေးအတွက်လိုရေးပေးမှာဖြစ်ပါတယ်စင်းလုံးနဲ့အေးအတွက်ဆက်ဆက်မှုကိုဖော်ပြတာဖြစ်တဲ့အတွက်ဆီယမ်မတို့ကဆက်ဆက်မှုဖော်ပြတဲ့နေရာလေးမှာတုံညအမှတ်ကလေးကိုရေးပြရမှာဖြစ်ပါတယ် ဒါကနောက်တစ်ခါဆရာမတို့တွေကဆရာအရှိမာတင်ခဲ့ပြီးသားဖြစ်ပါတယ်။ဘာလို့တင်ခဲ့သလဲဆိုရင်ဝဲလိုအားပြန့်ချင်းနဲ့ကြုံချင်းမှာဆိုရင်အခြားအချက်တွေကမပြောင်းလဲဘူးဈေးနှုန်းပဲပြောင်းလဲတယ်လို့ပြောရတဲ့အတွက်ဒီမှာဈေးနှုန်းပြောင်းလဲမှုလေးတွေကိုတွေ့ရပါမယ်။ဝဲလိုအားကအခြားအချက်တွေမပြောင်းလဲတဲ့အတွက်ဒီဒီဆိုတဲ့မြင်ငွေတစ်ချောင်းလေးကိုပဲဆရာမတို့တွေတွေ့သွားတာတွေ့ရပါမယ်။ဒါဆိုရင်ဆရာမတို့ပုံဝင်ကြည့်ပါမယ်။ဒီဒီဒီတဲ့ဝဲလိုအားမြင်ငွေဖြစ်ပြီးကုန်စည်ဈေးနှုန်း OP0 တွင်ဝယ်ယူမည့်အရေအတွက်ဒီ 0ဖြစ်ကြောင်းဒီဘော်ရှိ အမှတ် A0 ကဖော်ပြနေပါတယ်။အကယ်၍ကုန်စည်စင်းနှုန်း OP0 မှ OP1 တို့တက်သွားတဲ့အခါမှာဆိုရင်ねဆရာမတို့ရဲ့အရင်အတွက်က OQ0 ကနေပြီးတော့ OQ2 ကိုပြောင်းသွားမှာဖြစ်ပါတယ်။ ။အဲလိုအခြေအနေမျိုးဘာလို့ခေါ်လဲဆိုလို့ရှိရင်ဝဲလိုအားတွေရော့သွားရဲ့အတွက်ဝဲလိုအားကျဆင်းခြင်းလို့ဖြစ်စေမှာဖြစ်ပါတယ်။ဝဲလိုအားမြေဝဲဒီဒီပေါ်မှာရှိတဲ့ A not အမှတ်သားဟာလေ A1 ကိုပြောင်းသွားမှာဖြစ်ပါတယ်။အလားတူပဲဆီယမားရဲ့ကုန်စည်စင်းနှုန်း OPC တို့မှာဆိုရင်ကောနေပြီးတော့ OP2 ကိုကျတော့မယ်ဆိုစင်းနှုန်းကျဆင်းသွားမယ်ဆိုလို့ရှိရင်ဝယ်ယူမိရေအတွက်က O2C2 ကနေပြီးတော့ O2 1ကို ဝယ်ရွှေပြောင်းသွားပြီးတော့ဝယ်လိုအားပြန့်ခြင်းတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်ဝယ်လိုအားမြင့်ဝေးဒီဒီပေါ်မှာရှိတဲ့ A0 အမှတ်သားမှာလည်းဒေတုတို့ပြောင်းရွှေ့သွားခြင်းမျိုးဖြစ်ပါတယ်။အဲ့တော့ဆရာမတို့ဒီသင်ခန်းစာလေးကိုချုပ်လိုက်တဲ့အခါမှာเนาะဈေးနှုန်းမဲ့ပြောင်းနေအခြားချက်မပြောင်းဘူးလို့ပြောတဲ့အတွက်ဝယ်လိုအားမြင့်ဝေးဒီဒီပေါ်မှာပဲဆရာမတို့တွေရွှေ့ပြောင်းခြင်းမျိုးတွေတွေ့ရတာမျိုးကိုဝယ်လိုအားပြန့်ခြင်းနဲ့ကြုံခြင်းလို့ခေါ်ခြင်းဖြစ်ပါတယ်။ခါကွေဝယ်လိုအားရွှေ့ပြောင်းခြင်း ို့မဟုတ်ဝဲလိုအားတိုးခြင်းနဲ့ကျော်ခြင်းဆိုတာလေးကိုဆက်လက်လေ့လာကြပါမယ်။လေ့လာနေတဲ့ကုန်စည်ဈေးနှုန်းပြောင်းလဲခြင်းကြောင့်မဟုတ်ဖေတဲ့။၎င်းကုန်စည်ဝဲလိုအားကို ပြဋ္ဌာန်းသော အခြားအချက်များပြောင်းလဲခြင်းကြောင့်ဝဲလိုအားပြောင်းလဲခြင်းကိုဝဲလိုအားရွှေ့ပြောင်းခြင်းသို့မဟုတ်ဝဲလိုအားတိုးခြင်းနဲ့ျော်ခြင်းဟုခေါ်ပါသည်။ဆရာမတော်ကကြုံခြင်းပြက်ခြင်းနဲ့ เนาะပြောင်းပြန်ဆက်ဆက်မှုလေးရှိတယ်လို့သိရမှာဖြစ်ပါတယ်။ကုံစီဤဝဲလွားကိုပြတ်ထန်းသောအခြားအချက်များပြောင်းလဲခြင်းကြောင့်ရေကုံစီဤမူလဈေးနှုန်း၌ပင်တဲ့ဝဲယူမြင့်ရေတွက်သည်မူလကထက်ပုံမများပြားလာခြင်းကိုဝဲအိုအားတိုးခြင်းဟု ခေါ်ပါတယ်။ဒီမှာဥပမာလေးနဲ့ရှင်းပြထားပါတယ်။ ဆရာမတို့တွေကဒီမှာဆိုရင်ဈေးနှုန်းကလုံးဝမပြောင်းလဲဘူးအခြားအချက်လက်တွေပြောင်းလဲတယ်လို့ပြောထားတဲ့အတွက်အဲ့ဒီအချက်လက်တွေကမင်းတို့လည်းရှေ့မှာလေ့လာထားပြီးသားဖြစ်ပါတယ်ဈာသုံးသူရဲ့ဝင်ဝေးဈာသုံးသူရဲ့ဈိုင်းတန်ပုံဈာသုံးသူရဲ့မျှော်မှန်းချက်နောက်တစ်ခါအဲ့ဒီအချက်မှာဆရာမတို့အသေးစိတ်အချက်လက်တွေနဲ့ဈေးနှုန်းမြင့်တက်လာတိုင်းရှေ့မှာတွဲဖက်ကုန်စည်အဲ့ဒီအကြောင်းအရာလေးတွေကိုပြန်ပြီးတော့ရှင်းထားခြင်းပဲဖြစ်ပါတယ်ဒါလေးကိုဆရာမကစာလေးနဲ့တစ်ခေါက်ဖက်ဖက်ဖပြပါမယ်ကုန်စည်တစ်ခု၏ဈေးနှုန်းပြောင်းလဲခြင်းမရှိသည့်အခြေအနေတွင်ထိုကုန်စည်နှင့် အစားထုံးပြီးကုန်စည်များဤဈေးနှုန်းမြင့်တက်လာခြင်းတွဲဖက်ကုန်စည်များဤဈေးနှုန်းကျဆင်းခြင်း စားသုံးသူများ ထိုးကုန်စည်ပေါ်ချိန်နှစ်သက်မှုပိုလာခြင်းစားသုံးသူတို့ဤဝင်ငွေတိုးလာခြင်း နောင်တွင်၎င်းကုန်စည်ဤဈေးနှုန်းတက်မည်ဟုမျှော်မှန်းခြင်းစသည့်ဝယ်လူအားကိုပြဋ္ဌာန်းသည့်အခြားအချက်လက်များနှင့်အားလုံးသော၎င်းအချို့သော၎င်းအချက်တစ်ခုသော၎င်းပြောင်းလဲခဲ့သော အဲ့ဒီကုန်စီရဲ့ဝယ်လိုအားမူလကားတဲ့ဒေါ်လာမှာဖြစ်ပါတယ်။ဒီမှာလဲဆီယာမားကပုံလေးနဲ့ပြထားပါတယ်။ဈေးနှုန်းမပြောင်းလဲဘူး။သူ့ရဲ့မြန်မှန်းချက်တွေကဒေါ်လာတဲ့ဝင်ငွေလဲဒေါ်လာတဲ့ chainId တက်မှုတွေဒေါ်လာတဲ့ graphic ကုန်စီရဲ့ဈေးနှုန်းတွေကျလာပဲ။အစားတို့ကုန်စီရဲ့ဈေးနှုန်းတွေဒေါ်လာမယ်ဆိုရင်ဒီအဲ့ဒီလေးလံရဲ့ကုန်စီရဲ့ဈေးနှုန်းကဝယ်လိုအားတွေဒေါ်လာမှာဖြစ်တယ်ဆိုတာလေးကိုလဲဒီမှာဆီယာမားကပုံလေးပြထားပေးပါတယ်။ ကုန်စည်းဝယ်လွားကိုပြတ်ထန်းသောအခြားအချက်အလက်များပြောင်းလဲခြင်းကြောင့်ယင်းကုန်စည်းဤမူလဈေးနှုန်း၌ပင်ဝယ်ယူသည့်ရေအတွက်သည်မူလကထက်ညွန်နေသွားခြင်းကိုဝယ်လွားညော့ခြင်းဟုခေါ်ပါသည်ဈေးနှုန်းကမပြောင်းလဲဘူးမူလဈေးမှာပဲနော်ဆရာမတို့တွေပြထားတဲ့အချက်တွေကအချက်တွေပြောင်းလဲသွားခြင်းကြောင့်မို့လို့နော်ဝယ်ယူမှုတွေညွန်နေသွားခြင်းကိုဝယ်လွားညော့ခြင်းလို့ခေါ်ပါတယ်ဒီမှာလေအပေါ်ကနေလားတရံလေးတူတူရဲ့ဥမာလေးတစ်ခုကိုလေ့လာကြရမှာဖြစ်ပါတယ် ုံစီတစ်ခု၏ဇင်းတုံးပြောင်းလဲခြင်းမရှိသည့်အခြေအနေတွင်ထိုကုံစီနှင့်အစားထိုးမည်ကုံစီများ၏ဇင်းတုံးကျဆင်းခြင်းတွဲဖက်ကုံစီများ၏ဇင်းတုံးမြင့်တက်လာခြင်းစားသုံးသူများ၏ထိုကုံစီပေါ်ဇိုင်းနေသက်မှုလျော့လာခြင်းစားသုံးသူတို့၏ဝင်ငွေကျဆင်းခြင်းနောင်တွင်၎င်းကုံစီဇင်းတုံးကျဆင်းမည်ဟု မျှော်မှန်းခြင်းစသည်တို့ကြောင့်ထိုကုံစီ၏ဝဲလွားမူလကထက်လျော့နေသွားစေမှာ ဖြစ်ပါလေ။ ။မဆရာမကနှစ်ခုလုံးကိုတပြိုင်တည်းလေးလာလို့ရအောင်ပုံလေးနှစ်ခုပြထားပါတယ်။ဝဲလွားရော့ရာနဲ့ဝဲလွားတူးရဲဆိုတဲ့အကြောင်းအရာလေးနှစ်ခုလုံးကိုပုံလေးနဲ့လည်းရှင်းပြပေးထားပါတယ်။ဒါဆိုရင်ဆရာမတို့တွေဝဲလွားတူးခြင်းနဲ့ရော့ခြင်းဆိုတာလေးကိုပုံလေးနဲ့လေ့လာကြကြပါမယ်။ဝဲလွားမြင်ကွေးဆွဲတာပဲဖြစ်ဖြစ်ရောင်းလုံးအားမြင်ကွေးဆွဲမှာပဲဖြစ်ဖြစ်အဲ့ဒီလိုမျိုးမြင်ကွေးဆွဲပြီဆိုရင်ဆရာမတို့တွေသူ့ရဲ့တတ်မှတ်ထားတဲ့အတိုင်းဒေါင်လိုင်းဝင်ရို့မှာဈေးနှုန်းကိုဆွဲပါမယ် အလျားလိုက်ဝင်ရုံးမှာဆိုရင် အရေးအတွက်ကိုရေးဆွဲမှာဖြစ်ပါတယ်။ဈေးနှုန်းနဲ့အရေးအတွက်ဆက်ဆက်မှုကိုပေါ်ပြတဲ့နေရာမှာတော့ဆရာမတို့ကတုံညမက်ကလေးကိုမှတ်သားပေးရမှာ ဖြစ်ပါတယ်။ဒီမှာဆရာမတို့ရေးစစ်ရှိမှတင်ခဲ့တဲ့စာမှာဆိုရင်ဈေးနှုန်းကလုံးဝပြောင်းလဲခြင်းမရှိဘူး။ဒါပေမဲ့သူ့ကိုပြထန်းထားတဲ့အချက်သေးကအားလုံးတော်၎င်းအချက်တစ်ခုတော်၎င်းအချို့တော်၎င်းပြောင်းလဲခြင်းကြောင့်ရွှေပြောင်းခြင်းမျိုးကိုတိုးခြင်းလျော့ခြင်းလို့ခေါ်တာဖြစ်တဲ့အတွက်ဒီဒီမြင်ကွင်းလေး၃ခုကို တွေ့ရမှာ ဖြစ်ပါတယ်။ဒါကဆရာမတို့တွေတည်ရမယ့်အရာလေးဖြစ်ပါတယ်။ဒါဆိုဆရာမတို့ပုံလေးကိုလေ့လာကြည့်ပါမယ်။ GDD တဲ့ဝယ်လိုအားမြင်ကွင်းဖြစ်သည်တဲ့။အမက် A0 သည်ဈေးနှုန်း OP0 တွင်ဝယ်ယူမည့်အရေအတွက် O20 ရှိကြောင်းပေါ်ပြသည်တဲ့ဒါလေးကတော့ဆရာမတို့ညီဒီအကြောင်းအရာလေးကိုပြောခြင်းဖြစ်ပါတယ်ဒါမူလမြင်ကွင်းလေးပါအကယ်၍ဝယ်လိုအားကိုပြဋ္ဌာန်းသောအချက်များနဲ့ဈေးနှုန်းမဟုတ်သော အခြားအချက်များမှာအားလုံးတော်၎င်းအချို့တော်၎င်းအချက်တစ်ခုခုတော်၎င်းပြောင်းလဲခြင်းကြောင့်မူလဈေးနှုန်း၌ဝယ်ယူသည့်အရေအတွက် တိုးလာသည်ဆိုပါစို့မူလဈေးနှုန်း OP0 ၌ပင်ဝယ်ယူသည့်အရေအတွက်သည် OQ0 မှ OQ1 သို့တိုးသွားမည်ဖြစ်ပါတယ်အဲ့ဒီအခြေအနေကို အမတ် A1 ဖြင့်ပေါ်ပြထားသည်ဝယ်လိုအားမြင်ခွေအသည့် D1 D1 သည် A1 အမတ်ကိုဖြတ်၍ DDE လက်ရာဘက်တို့ဖြစ်ပေါ်မည်ဖြစ်သည်ထို့ကြောင့်ဝဲလွားတိုးခြင်းကိုမူလဝဲလွားမြင်ခွေဤလက်ရာဘက်တို့ရွှေပြောင်းသွားသည်ဝဲလွားမြင်ခွေအသည့်ဖြင့်ပေါ်ပြနိုင်ပါသည်ဒီမှာဆိုရင်ဆ iam မတို့တွေမူလဈေးနှုန်းမှာပဲဆ iam မတို့ရဲ့ဝဲယူမိစီအတွက်တိုးလာတယ်အိုဂျူ0ကနေအိုဂျူ1ကိုတိုးသွားမယ်ဆိုလို့ရှိရင်ဆီယာမားတို့ရဲ့ဝဲလွားမြင်ခွေသည့် D1 D1 ဖြစ်ပေါ်လာမယ် အဲ့ဒီကဘလို့ဖြတ်သွားမလဲဆိုရင် A1 ကိုဖြတ်သွားမှာဖြစ်ပါတယ်။မူလဝဲလိုအားမြင်ကွေးရဲ့လက်ရာဘက်ကိုရွှေ့ပြောင်းသွားမှာလည်းဖြစ်ပါတယ်။ဝဲလိုအားမြင်ကွေးဒီခုလုံးရွှေ့ပြောင်းသွားခြင်းမျိုးကိုတွေ့ရမှာဖြစ်ပါတယ်။အလားတူပဲတဲ့။ဝဲလိုအားရော်ခြင်းကိုလည်းမူလဇင်းတို့ OP0 နိုင်ပင်ဝဲယူသည့်အရေးအတွက် OQ0 မှ OQ2 ရောနေသွားခြင်းကပေါ်ပြသည်တဲ့။ထိုအခြေအနေကိုအမှတ် A2 ဖြင့်ပေါ်ပြပါသည်တဲ့။ ဝဲလိုအားမြင့်ဝိသည့်ဒီဒူးဒီဒူးသည်အမက်အေဒူးကိုဖြတ်၍ဒီဒီဤလက်ဝဲဘက်သို့ပြောင်းသွားမှာဖြစ်ပါတယ်။ထို့ကြောင့်ဝဲလိုအားရော်ခြင်းကိုဝဲမူလဝဲလိုအားမြင့်ခွေလက်ဝဲဘက်သို့ရွှေ့ပြောင်းသွားသည့်ဝဲလိုအားမြင့်ခွေအသည့်ဖြင့်ပေါ်ပြနိုင်ပါတယ်။ဒါဆိုရင်ဆရာမတို့နေ့သင်ခန်းစာလေးမှာဆိုရင်လက်ကြီးရဲ့မိကွန်းလေးများလည်းဆရာမကထည့်ထားပါဗျ။အဲ့ဒီမိကွန်းမျိုးစားလေးတွေကိုဆက်ပြီးတော့လေ့လာကြည့်ပါမယ်။ ဘတ်တီအောက်ပါတို့ကိုမှန်လျင်မှန်မလျင်မဟုရေးပါဆိုပြီးတော့မမှန်မိဝင်လေးတွေလည်းဆရာမကထစ်ထားပေးပါတယ်။နံပါတ်1မှာတော့အောက်ပါကွက်လက်များကိုဖြည့်ပါဒီမှာလဲဆရာမကကွက်လက်ဖြည့်မိကွန်းလေးတွေကိုပေးထားပါတယ်။ဒါလေးကိုလည်းကိုယ်တိုင်ကိုယ့်ပါကိုအိမ်မနေနဲ့လေ့ကျင့်လို့ရပါတယ်။နံပါတ်3အဖြေမှန်ရွေးပါ ဒါလေးကိုလည်းကိုပါကိုအိမ်မှာလေ့ကျင့်ကြည့်လို့ရပါတယ်။နောက်တစ်ခါဆီယမ်မဒီနေ့သင်သွားတဲ့ခေါင်းစဉ်ခွဲလေး၃ခုနဲ့သက်ဆိုင်တဲ့အတိတ်ပဲဖွင့်ဆိုချက်အင်္ဂလိပ်လိုဆို definition ပေါ့။အဲ့ဒါလေးကိုလည်းဆီယမ်မကပြည့်ပြည့်စုံစုံထည့်ပေးထားပါတယ်။ဒီခေါင်းစဉ်လေးတွေကိုလည်းမင်းတို့ကြက်မှတ်ထားရမှာဖြစ်ပါတယ်။ဒီခေါင်းစဉ်လေးတစ်ခုကိုနှစ်မှတ်တမ်းမေးခွန်းလေးတွေဖြစ် မေးလေရှိပါတယ်။နံပါတ်5ကတော့အောက်ပါရို့ကိုဖြေးပါဆိုတာကတော့ဆင်မတ်တန်မှာဒီဆင်မတ်တန်မေးခွန်းလေးတွေကိုလည်းမေးခွန်းလေးတွေကြည့်ပြီးပင်နာပါမှာဘယ်လိုဖြေရမလဲဆိုတာလေးတွေကိုကိုပါကိုပြန်ပြီးတော့လေ့လာသုံးသပ်ပြီးတော့ဖြေဆိုကြည့်ပါ။အောက်မှာကတော့ဆရာမတို့ရေးမေးခွန်းရှိပါ20မတ်တန်ဖြစ်ပါတယ်။အဒီ20မတ်တန်မေးခွန်းမှာဆိုမေးခွန်းရှိဖြစ်တဲ့အတွက်ပြပြဆုံဆုံဖြေပေးရမှာဖြစ်ပါတယ်။ကိုယ်တိုင်လည်းစမှတ်ပြီးတော့လေ့လာပြီးတော့မေးခွန်းကဘယ်အောက်ဘာကိုမေးရလဲဆိုတာတိတိကျကျသုံးသပ်ပြီးဖြေပေးဖို့ တွက်လေ့ကျင့်ထားပါလို့ပြောချင်ပါတယ်။ဒီနေ့ဆရာမတင်တဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။